ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်အခုပြပေးမယ့်စနစ်ကဒက်ဒုက္ခကောင်းထိုးရမယ့်စနစ်နော်အနည်းကပေါ့နောက်ဆုံးနောက်ဆုံး site ပေါ့နော်အနည်းကဒက်ဒုက္ခကောင်းထိုးရမယ့်စနစ်ကိုချပြပေးမှာဖြစ်တယ်နော်ဟုတ်ကဲ့အားလုံးကြည့်အောင်နော်အခုကျွန်တော်တို့20ချိန်မှာ20ချိန်မှာစီနီယာကဏန်းထွက်တာနော်20ချိန်မှာစီနီယာကဏန်းထွက်တာ၃ကပ်ပဲရှိတယ်နော်20ချိန်မှာစီနီယာကဏန်းဒီမှာ1 2 3ထွက်တယ်နော်စီနီယာကဏန်း1 2 3ထွက်တယ် နောက်ဒီမှာတစ်ချိန်ထွက်တယ်နှစ်ဆက်တစ်ချိန်မှာစီနီယာကနန်း3-5လေးထွက်တယ်နော်စီနီယာကနန်း3-5လေးထွက်တယ်နောက်နှစ်ဆက်တစ်ချိန်မှာစီနီယာကနန်းဒီမှာခွန်၈၉ဆိုတဲ့ကနန်းတစ်ခွက်ထွက်တယ်နော်ဒီ3ခွက်ပဲရှိတယ်နော်ခွန်၈၉ဆိုတဲ့ကနန်းထွက်တယ်နော်နှစ်ဆက်တစ်ချိန်မှာစီနီယာကနန်းထွက်တာ3ခွက်ပဲရှိတယ်နော်အဲ့3ခွက်ကနေပြီးမှကနန်းတစ်ခွက်ထုတ်ပြမှာနော်ဒီမှာမရှိဘူးနော်ရှေ့ကတ်ဒီမှာမရှိဘူးနော်ဟုတ်အဲ့ 20ချိန်မှာစီနီယာကနန်းထွက်တယ်တဲ့ထွက်တိုက်တာနဲ့ तू ကအဲ့24ချိန်မှာနှစ်ပိတ်မှာနော်အဲ့ကောင်အောင်နှစ်ပွဲကျော်24ချိန်နှစ်ပိတ်မှာတိထိတ်စီကပုံသေးကစားတယ်နော်တိထိတ်စီပုံသေးကစားတယ်အဲ့ဒီတိထိတ်စီစီသူ့ဘေးမှာဆောင်းတုံးတုံးတက်လို့ဖြတ်ထားတဲ့အတွက်အဲ့တစ်ကတိထိတ်ကစားတာနော်တိထိတ်ကစားတာနော်ဒါပထမကအဲ့ဒုတိယကမှလည်းသူဒီတိုင်းပဲနော်စီနီယာကနန်း 20ကြိမ်မှာစီနီယာကဏ္ဍကစားတယ်ကစားလိုက်တာနဲ့သူ့ရဲ့အောက်တပွဲနှစ်ပွဲကျော်မှာ24ကြိမ်မှာတစ်ထိပ်ကိုပုံသေးကစားခဲ့တယ်အဲ့တစ်ထိပ်သည်သူ့ရှေ့မှာသူ့ရှေ့နှစ်မှာဇောင်းတစ်လို့ဖြတ်ခဲ့တဲ့အတွက်အဲ့တစ်ကတစ်ထိပ်ကစားခဲ့တာနော်ဒါဒုတိယကတ်အတတိယကတ်မှာလည်းသူဒီတိုင်းပဲကစားခဲ့တာပဲနော်20ကြိမ်မှာစီနီယာကဏ္ဍကစားတယ်သူ့ရဲ့အောက်နှစ်ပွဲကျော်24ကြိမ်နှစ်ပိတ်မှာတစ်နောက်ပိတ်တစ်ထိပ်စီကိုပုံသေးကစားတာเนาะတစ်ထိပ်စီအဲ့တစ်ထိပ်စီကလည်းပဲသူ့ရဲ့ရှင်းနှစ်မှာဇောင်းသုံးလုံးကိုတစ်လို့ ဖြတ်ပြီးကမှအိုက်တစ်ကတစ်ထိတ်ကစားတာနော်ဒီသုံးကပ်ပဲရှိတယ်နော်ဟုတ်ပြီကြည့်အောင်ပထမကပ်ကိုပြန်သွားမယ်နော်အဲပထမကပ်မှာတူက20ချိန်မှာစီနီယာကဏ္ဍကစားတယ်စီနီယာကဏ္ဍကစားပြီးတော့တစ်ထိတ်စီ24ချိန်မြောက်မှာနောက်ဆုံးနှစ်ပိတ်မှာတစ်ထိတ်စီလို့ကစားတယ်အဲ့တစ်ထိတ်စီဒီဇောင်းတစ်လို့ဖြတ်ပြီးကမှတစ်ထိတ်စီကစားတာနော်အဲ့လိုကစားလိုက်တာနေတိုင်းတည်းတဲ့သူ့ရဲ့ဇောင်းမှာသူ့ညာဘက်အပေါ်ဇောင်းမှာဒဲခွာခွာနော်အဲ့ဒဲခွာခွာတဲ့အခါမှာလေသူကရှေးပေါင်း၄နောက်ပေါင်း၄နဲ့ဒဲခွာ နော်ဒုတိယကပ်မှာ20ကြိမ်မှာစီနီယာကဏ္ဍကစားတယ်နောက်ဆုံးသူ့အောင်နှစ်ပွဲကျော်24ကြိမ်နှစ်ပိတ်မှာတစ်ထိတ်အဲ့ဒီဒီဇောင်းတစ်ကတစ်ထိတ်ကစားတာကစားပြီးရတဲ့သူ့ဇောင်းမှာဒဲကွာပဲခွာတာပဲနော်အဲ့ဒဲကွာပထမကက်ကဒဲကွာရှေးပေါင်းလေးနောက်ပေါင်းလေးအခုဒုတိယကက်ဒဲကွာရှေးပေါင်း3နောက်ပေါင်း3နဲ့ဒဲကွာကစားတာနော်ဒါဆိုအခုတတိယကက်တတိယကက်မှာလည်းဒီတိုင်းပဲနော် ခွင့်ရှိကို20ကြိမ်မှာစီနီယာကနန်းကစားရတယ်သူ့ရဲ့အောက်နှစ်ပွဲကြုံမှာတစ်ထိပ်စီပုံတွေကစားရတယ်နှစ်ပိတ်မှာနော်အဲ့တစ်ထိပ်စီပုံတွေကစားရတဲ့အကောင်ဒီသူ့ရှိနှစ်မှာတစ်ဆောင်ဆောင်းတုံးတုံးတစ်လို့ဖြတ်ထားပြီးမှတစ်ထိပ်ကစားရတယ်ကစားပြီးသူ့ဆောင်းမှာဒဲကွာပဲခွာတာပဲနော်အဲ့ဒဲကွာဒီပထမကတ်မှာဒဲကွာခွာတယ်ရှေ့ပေါင်း၄နောက်ပေါင်း၄နော်ဒုတိယကတ်မှာဒဲကွာခွာတယ်ရှေ့ပေါင်း၃နောက်ပေါင်း၃အခုတတိယကတ်မှာဒဲကွာခွာတယ်ရှေ့ပေါင်း၂နောက်ပေါင်း၂နဲ့ခွာနော်ခွာပြီးတော့မှကျွန်တော်တို့ကဒီပွဲကိုဖမ်းမှာနော်ဒီအချိန်ကိုဖမ်းမယ်ဟုတ်ပြီအဲ့မှာပဲ အဲ့ဒီလိုဒဲကခွာပြီးတာနဲ့တဲ့နော်သူကဒဲကခွာပြီးတာဒီချိန်နှစ်ချိန်သူကဒီမှာကြမယ်ကနန်းပေါ့နော်အဲ့ဒီကောင်လေးတဲ့ဒီမှာစီနီယာကနန်း20ချိန်မှာကြတယ်အဲ့ကောင်လေးတစ်နောက်ပဲတစ်ထိပ်စီပုံသေးကစားတယ်ဒီမှာနော်သူ့အောက်24ချိန်မှာတစ်ထိပ်စီပုံသေးကစားတယ်အဲ့တစ်သည်တဲ့ဒီဆောင်သုံးလုံးတစ်ကတစ်ထိပ်ကစားတဲ့အတွက်ဒီချိန်နှစ်ချိန်သုံးချိန်မြောက်မှာသူကဘရိတ်တစ်ကိုကစားခြင်းလားနော်ဘရိတ်တစ်အဲ့တစ်ကြောင့်အဲ့ဒီတစ်ဆောင်တစ်ထိပ်ကြောင့် ဒီမှာ break တစ်ကိုကစားခြင်းနော်အဲ့ break တစ်ကစားခြင်းနဲ့ဆိုတော့အဲ့ break တစ်ကစားခံဒီမှာမကစားခင်မှာ तू ကဘာလုပ်ထားလဲဆိုတော့ကိုခါတဲ့နော်ကိုခါပုံတင်နဲ့ကိုပါပါဇောင်းလေးထိုးထားတယ်နော်ကိုပါပါဇောင်းလေးထိုးထားတယ်ပြီးကံမှာ तू အောင်မှာ break တစ်ကိုကစားတယ်အဲ့ break တစ်တည်တဲ့ခါနှလုံးပေါင်းရင်း၃ည၃ညထိတ်စီပါတဲ့နော်ခါနှလုံးပေါင်းရင်း၃ညဒီ၃ညထိတ်စီတဲ့နောက်နှလုံးပေါင်းရင်း तू က ကိုးခါပုံတွေတဲတာကိုကိုးခါပုံတွေတဲပြီးကိုးပါွာလေးဆောင်ထိုးထားရတဲ့အတွက်ဒီနောက်တွဲကအလုတ်လုတ်ထားတာအဲ့နောက်တွဲအလုတ်လုတ်ထားရတဲ့အတွက်အဲ့နောက်တွဲနဲ့ပဲဒီမှာကဏ္ဍထုံမှာနော်အဲ့နောက်တွဲနဲ့ပဲဒီမှာကဏ္ဍထုံမယ်အဲ့နောက်တွဲတည်တဲ့ကိုးခါပုံတွေနဲ့ကိုးပါွာလေးဆောင်ထိုးထားရတဲ့အတွက်ခါလုံးမောင်းရင်တုံရတည်တဲ့တုံရထိပ်ပါတဲ့နော်နောက်ပြီးနှလုံးမောင်းရင်တုံတဲ့နောက်ခါနှလုံးထောင်ပေါင်းလိုက်တဲ့တုံရတုံရထိပ်နောက်ပြီးနှလုံးထောင်ပေါင်းလိုက်တဲ့တုံတုံးရပါွာတုံးကြတဲ့တုံးရပါွာ၈ခါနဲ့နော်၈ခါနဲ့ ဒီ sound တက်ကတစ်ထိတ်လို့ကြားတယ်ကြားပြီးရတယ်အဲ့ကောင်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ break တက်လာမှာနော် break တက်လာမှာသူကအ break တက်လာမှာဆိုတော့တုံညာခါးနှလုံးတုံညာထိတ်စီသုံးပါဝါရှစ်ခါ break တက်ဆိုတော့တုံညာသုံးရှစ်တက်တက်ခွဲတက်ထွက်တယ်နော်အဒုတိယကတ်မှာလည်းသူအိုက်တိုင်းမယ်နော်ဒီမှာဒုတိယကတ်မှာလည်းသူ senior နော်20ချိန်မှာ senior ကစားတယ်သူ့အောက်တစ်ပွဲနှစ်ပွဲကျော်24ချိန်မှာတက်လို့ထိတ်စီကစားတယ်အဲ့တက်ဒီသူ့ရှစ်နှစ်က sound တက်က တစ်ပိတ်ထတစ်ထိတ်ထွက်ထတာနော်သူ့ဆောင်မှာဒဲကွာကစားတယ်ကစားပြီးရတယ်ဆိုတော့ဒီတပွဲနှစ်ပွဲဒီမှာဒီပွဲမှာဘရိတ်တစ်ပဲသူကကစားတာပဲနော်အဲ့ဘရိတ်တစ်တည်းတဲ့သူကဇောင်းသုံးလုံးတစ်တည်းတဲ့တစ်ထိတ်ထည့်ထားတဲ့အတွက်တစ်ချိန်နှစ်ချိန်သုံးချိန်ဇောင်းတက်လိုက်လို့ရှိရင်သူကအဲ့ဘရိတ်တစ်ကိုပြန်ကစားခိုင်းတာနော်သူကစားဖို့အတွက်ကိုလည်းသူအပေါ်ပထမကတ်ကလည်းကိုးခါးပုံသေးတဲ့ကိုးပါပါဇောင်းလေးလို့သူကထိုးထားတာနော်ပထမကတ်မှာလည်းသူဒီတိုင်းပဲနော်ကိုးခါးပုံသေးကိုးပါပါဇောင်းလေးဆိုတော့နောက်တွဲကိုကစားထားတာသူကနော်နောက်တွဲကိုကစားထားတာ ိုးခါအပုံလေးကိုးပါပါထိတ်နေနောက်နဲ့ထိတ်နေအပိနေကိုလေးလိုရိုက်ထားတာကိုးပါပါလေးရိုက်ထားတဲ့အတွက်ဒီနောက်တွဲကစားတဲ့အတွက်အဲ့နောက်တွဲနဲ့ပဲခါးနှလုံး၃ညထိတ်နောက်ဝင်နှလုံး၃ပါပါရှစ်ကခါးနဲ့ရှစ်ခါးနဲ့ဘရိတ်တစ်ဆိုတော့တကွက်ထက်ထွက်တာနော်အခုဒီမှာလည်းသူဒုတိယကကစားတော့မယ်နော်ဒီဆောင်းဆုံးလုံး1အဲ့ဒီဒီတစ်ထိတ်လို့ဒီပို့ပြီးရတယ်တစ်ချိန်နှစ်ချိန်သုံးချိန်မှာဘရိတ်တစ်ကစားခြင်းနော်ကျွန်တော်တို့ဘရိတ်တစ်နော်အဲ့ဘရိတ်တစ်ဒီလေပဲသူကစားတော့မယ်ဆိုရင်ကိုးခါပုံတွေကိုးပါပါဇောင်းလေးလို့သူကထိုးရမှာနော် အဲ့လိုထိုးလိုက်တာနဲ့တပြိုင်တည်းတဲ့ခါနှလုံးပေါင်းရင်3ဒီတဲ့ခါနှလုံးထောင်ပေါင်းရင်3ဒီ3ထိပ်ပါတဲ့နော်နောက်ပြန်နှလုံးထောင်ပေါင်းရင်ကို6ပါပါ4ခါပါတဲ့နော်သူကနောက်တွဲပေးလိုက်တာနော်6ခါနဲ့ကိုပါပါဇောင်းလေးထိုးလိုက်တဲ့အတွက်နောက်တွဲကြရတဲ့အဲ့နောက်တွဲနဲ့ပဲဒီမှာကဏ္ဍအလုပ်လုပ်တာနော်ခါနှလုံး3က3ထိပ်ကိုပါပါ4က4ခါနဲ့3လေးတွဲနဲ့ဒီဇောင်း1က1ထိပ်စီအဲ့1ထိပ်စီက1ဗရိတ်လာရိုက်ရမှာရိုက်ရမှာဆိုတော့3လေးလေးတစ်ခွက်ထက်ထွက်တာနော် ဟုတ်ပြီအဲ့ဆိုရင်ဒါအခုတတိယကတ်ကိုသွားမယ်နော်တတိယကတ်မှာလည်းသူအတိုင်းပဲကစားခဲ့တာနော်စီနီယာကနန်းထိုးတာနော်စီနီယာကနန်း23 22ချိန်မြောက်မှာစီနီယာကနန်းကြတာ3ကတ်ပဲရှိရနော်အဲ့ဒီစီနီယာကနန်းညောင်သူ့အမ်တပွဲနှစ်ပွဲကျော်မှာတစ်ထိတ်ပုံတွေကစားတယ်အဲ့တစ်ထိတ်ဒီတည်းသူ့ရှင်းနေမှာဇောင်းသုံးလုံးတစ်ဖြတ်ထားတဲ့အတွက်တစ်ထိတ်ကစားတာနော်သူ့ဇောင်းမှာလည်းပဲဒဲခွာခွာပြီးပထမကတ်မှာရှေ့လေးနောက်လေးဒုတိယကတ်မှာဒဲခွာခွာပြီးရှေ့ပေါင်းညင်း3နောက်ပေါင်းညင်း3ငုတတိယကတ်မှာရှေ့ပေါင်းညင်း2နောက်ပေါင်းညင်း2နဲ့ကစားခဲ့ပြီးကစားခဲ့ပြီးတော့ဒီပွဲမှာကစားဖို့အတွက်ကို ကိုးခါပုံသေးတဲ့ရှေ့နှက်ကက်ကလူပဲနော် ကိုးပါပါလေးဆိုပြီးတော့ထိတ်နေနောင်နေဇောင်းထိုးလိုက်ပြီးနောက်မှာ68တွဲကိုပေးလိုက်တာနော်ဒီနောက်တွဲပေးတဲ့အတွက်ဒီနောက်တွဲနဲ့ပဲအခုပွဲမှာကနန်းထုတ်မှာနော်အဲ့တော့ तू ကအဲ့ဒီမှာကိုးခါပုံသေးထည့်တယ်တဲ့ကိုးပါပါဇောင်းလေးလူထိုးလိုက်တာနဲ့တပြိုင်နက်တည်းတဲ့ဒီခါနန်းလုံးပေါင်းလိုက်ရင် तू ကခါနန်းလုံးထောင်းပေါင်းလိုက်ရင်ရှစ်ကထိတ်စည်းပါတယ်နော်ရှစ်ရှစ်ထိတ်နော်ဒီ ဒီနောက်ပိုင်းနှလုံးပေါင်းကိုကိုပေါင်းလေးပြောเนาะနောက်ပိုင်းနှလုံးပေါင်းထောင်းပေါင်းလိုက်ရင်လေးလေးပါပါကိုခါတဲ့เนาะရှစ်ထိပ်စီကိုခါအဲ့မှာဒီတစ်ကစီနီယာကဏ္ဍချထားတဲ့အတွက်စီနီယာကဏ္ဍအောက်တစ်ပွဲနှစ်ပွဲကြုံမှာတစ်ထိပ်ပုံလေးထွက်ထားတယ်ဇောင်းတစ်ဖြတ်ထားတယ်ဇောင်းတစ်ကတစ်ထိပ်လို့ဖြတ်ပြီးမှအဲ့တစ်ကဒီပွဲစီမှာ break တစ်ကိုကစားခြင်းတာဖြစ်တဲ့အတွက်လေးနောက်ပိတ်เนาะ6 4ဆိုတဲ့ကဏ္ဍ dead ထွက်တယ်เนาะအ6 4 dead ထွက်တယ် သူကသုံးကစလုံးကိုဒီတိုင်းပဲသူကစားထားတာเนาะပြန်ရှင်းပြမယ်เนาะပထမကတ်မှာပထမကတ်ကိုပြန်ရှင်းပြမယ်เนาะစီနီယာကဏ္ဍเนาะ20ချိန်မှာစီနီယာကဏ္ဍထွက်တယ်ထွက်ပြီးရတယ်သူအောက်တပွဲနှစ်ပွဲကျော်မှာတစ်ထိတ်အဲ့တစ်ထိတ်ဒီသူရှင်းသူရှင်းနေမှာဆောင်းတစ်ဖြတ်ပြီးမှာတစ်ထိတ်ထွက်တာတစ်ထိတ်ထွက်ပြီးသူကတဲခွာခွာတယ်တဲခွာခွာတဲ့ချိန်မှာရှေးလေးနောက်လေးနဲ့တဲခွာခွာတယ်ခွာပြီးရတယ်အဲ့ဒီတစ်ထိတ်ဒီတဲ့သူတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာဒီမှာတစ်ပရိတ်ကိုသူကရိုက်မှာ တိပိရိုက်ဖို့အတွက်ကိုကိုခါပုံတွေထိုင်မယ်ကိုပါပါ၄ဆောင်းဖြတ်မယ်နောက်တွဲကိုပေးတာသူကကိုခါပုံတွေတုံညထိတ်နဲ့၄ဘိတ်နဲ့၄ကိုပါပါ၄ထောက်ထားတဲ့အတွက်နောက်တွဲပေးတယ်အဲ့နောက်တွဲကနေပဲခဏန်းတစ်ခွက်ကိုရှည်ရွဲပြန်ထုတ်ပြီးမှ break တနဲ့ကစားမှာနော်အဲ့တော့မှသူကအဲ့နောက်တွဲပေးတယ်မှာခါနှလုံးတုံညစီတုံညထိတ်တဲ့နောက်နှလုံးဆောင်ပေါင်းရင်၃၃ပေါင်းက၈၈ခါနဲ့တုံညထိတ်၈ခါကိုဒီစောင်းတစ်ကတစ်ထိတ်အဲ့တစ်ထိတ်ကတစ်ဘိတ်ဒီမှာလာရရမယ်ဆိုတဲ့အခါကျတော့တုံညရှိတုံတဲတစ်ခွက်တည်းထွက်တာနော် အဒုတိယကံမှာလည်းအဲ့တိုင်းပဲနော်20တကြိမ်မှာစီနီယာကနန်း तू ကနေပြီးတော့တကြိမ်2ကြိမ်အောက်ဆင်းလိုက်ပြီးအောက်တကြိမ်2ကြိမ်ကျော်မှာ तू ကတပွဲ2ပွဲကျော်မှာတစ်ထိတ်ကပုံသေးပဲနော်အဲ့တစ်ဒီသူ့ရှင်းနေမှာတစ်ဆောင်းဖြတ်ထားရတဲ့တစ်ထိတ်ထွက်တယ်နော်ထွက်ပြရနဲ့သူ့ဆောင်းမှာတဲခွာခွာတယ်ပထမကံမှာရှေးပေါင်း၄နောက်ပေါင်း၄အခုဒုတိယကတဲခွာတော့ရှေးပေါင်း၃နောက်ပေါင်း၃နဲ့ခွာတယ်ခွာပြရနဲ့အဲ့ဆောင်းတစ်တစ်ထိတ်စီးသည်တကြိမ်2ကြိမ်3ကြိမ်တက်လိုက်တာနဲ့ဒီမှာပရိတ်တစ်ကိုကျွန်တော်တို့ကကစားခြင်းလားနော် ဒီဆောင်တတိထိတ်ကတစ်ချိန်နှစ်ချိန်သုံးချိန်တက်တာ ਨੇ ဗရိတ်တိကစားခြင်းနော်ဗရိတ်တိကစားဖို့တော့ဘူးတဲ့ကိုခါပုံသေး ਨੇ ကိုပါပါဆောင်းလေးဖြတ်တယ်နော်အဲ့လိုဖြတ်လိုက်တာနှစ်ပြိုင်နဲ့တဲ့ခါနှလုံးသုံးဒီသုံးထိတ်တဲ့နောက်ဝင်နှလုံးကိုကိုပါပါလေးလေးခါနဲ့သုံးထိတ်လေးခါဆိုတော့သုံးလေးရှည်ရွဲရပြီအဲ့ဒါမှသူကဒီတစ်ကဗရိတ်တိဆိုတော့သုံးလေးလေးတက်တော့ကတည်းထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ခုတတိယကတတိယကမှလည်း23ချိန်23ချိန်မြောက်မှာစီနီယာကနန်းထွက်တယ်နော်သူ့အောက်တစ်ပွဲနှစ်ပွဲကြာမှာတစ်ထိတ်ပုံသေးထွက်တယ် အဲ့တိတ်တိတ်ဒီဇောင်းပေါင်းညစ်တက်ကတိတ်ထိတ်ပုံတွေထွက်တယ်သူ့ရဲ့ဇောင်းမှာဒဲကွာပထမကမှာရှေးပေါင်းလေးနှစ်ပေါင်းလေးဒုတိယကမှာရှေးပေါင်းသုံးနှစ်ပေါင်းသုံးခုတတိယကမှာရှေးပေါင်းနှစ်နှစ်ပေါင်းနှစ်เนาะသူ့ရဲ့ဇောင်းမှာထွက်တဲ့ကဏ္ဍဒီတဲ့ပရိတ်တဲ့เนาะအဲ့ဇောင်းတစ်ဒီတက်ထိတ်ရအောင်ဒီပွဲစဉ်မှာသူကတစ်ပရိတ်ရိုက်ချင်တာเนาะအဲ့ဇောင်းသုံးလုံးတစ်ကတစ်ထိတ်အဲ့တစ်ထိတ်ကတစ်ချိန်နှစ်ချိန်သုံးချိန်ဇောင်းတက်လိုက်ရင်တစ်ပရိတ်ရိုက်ချင်တာအဲ့တစ်ပရိတ်ရိုက်ဖို့အတွက်ကိုလည်းပထမကကတည်းကကိုးခါပုံတင်နေကိုးပါပါဇောင်းလေးထိုးထားတယ်เนาะအဲ့လိုဇောင်းလေးထိုးထားတဲ့အတွက်တဲ့သူက ီပွဲစဉ်မှာခါနှလုံးပေါင်းရင်း၈သည်၈ထိပ်ပါတဲ့နောက်ပြန်နှလုံးပေါင်းရင်း၄၄ပါပါ၉ခါပါတဲ့နော်အဲ့ဒီအချိန်မှာမှ तू ကဒီဇောင်းတုံးလုံးပေါင်းရင်း၁တက်က၁ထိပ်နဲ့တစ်ချိန်၂ချိန်၃ချိန်မြောက်မှာ၁ပရိရရမှာပုံတွေရရမှာဖြစ်တဲ့အတွက်ရှိကူလေးဆိုရယ်ကနန်တဲတကွက်ကိုထုတ်ပြလိုက်တယ်เนาะအားလုံးပဲเนาะကြိုက်တဲ့လူတွေကထိုးတာပါမကြိုက်တဲ့လူကကြောသွားပါဗျာเนาะအားလုံးကိုလက်ကန်ကောင်းကြပါစေเนาะ